နေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောတွဲမှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်ရမယ်ဝေကြေးပေးယူကိစ္စအစအငင်းပွားစရာရှိတတ်တယ်။နောက်အတိုက်ခံနေတဲ့ထိတိုက်တွေ့ပြီးမှအဆင်ပြေမယ်လုပ်ငန်းအောက်နေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတီနေတယ်ကံစစ်ဖက်ကိုဥတီဖြစ်ထွန်းနေတယ် ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်။ကောင်းကျင်းကံကြမှာတော့ဆက်တိုက်ဖြစ်တော့မယ်။မတော်တဆနဲ့ဂယူဆက်ရမယ်။ခိုက်ရန်ဖြစ်ပွားတာတွေဝင်ရောက်မဖြေရှင်းတဲ့ကိုယ့်မှာပါအညာရှိပြီးရုံးရောင်ကရောက်ဖြစ်သွားတတ်တယ်။ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါပါမယ်။စံစာရည်နေ့အရာရာသတိရှိရမယ့်နေ့ဖြစ်တယ်။အပျော်ကျူးတဲ့သူနဲ့တွေ့တဲ့ဒီကုမ္ပဏီနေ့ရှိတတ်တယ်။16ရည်နေ့အရာရာစင်ပြေမယ်။အဲ့ဒီမှာဟာသကြံတက်နေ့သကြံတက်ချိန်ဖြစ်တယ်မနေ့စနေ49မိနစ်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါ။ထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်။ 18ရက်နေ့နှစ်ဆန်းတရက်နေ့ဖြစ်တဲ့အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းခြင်းနမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အိန္ဒိယမဟာယဇ်နဲ့တိုက်နေတော့အသွမ်းလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထူးပြုဂယူဆက်ရမယ်ဒီနေ့တာကာလအတွင်းအရှိတောင်ရက်ကုန်တည်သွားစဉ်နဲ့အနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံပြမခြင်းတွေကိုကြုံတွေ့နိုင်တယ် ရှင်ပြိုင်မှုမှမများအောင်မြင်မယ်ဒါပေမဲ့အိန္ဒိယငကဘောရက်နဲ့တိုက်နေတဲ့အတွက်တောင်ရက်ကိုဥတီသွားစေရခြင်းရှိတတ်တယ်အချိန်ကာလအဖြစ်နေဆရနိုင်တဲ့တဏ္ဍန်ခွဲကြသွားလာကြည့်ဆက်ရမယ်19ရက်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေဒနာဝေဒနာဖြစ်တတ်တယ်20ရက်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာ အချိုးပြမှုနဲ့အစဉ်ပြမှုလေးတွေရှိမယ်။ရာရာကောင်းသောနှမိတ်နဲ့ ကောင်းသောကံကြမ္မာတို့ရဲ့အနှစ်သာရကိုရရှိမယ်ဒီတပတ်တကာလအတော်တွေမှာတနင်္လာတောက်ချာစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာတွေနဲ့ပုထုနဲ့မွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေများတတ်တယ်တစ်လေးကိုကနန်းတွေကျိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကျိုးပေးခြင်းနဲ့ကံမြတ်ခြင်းတွေကို ရရှိပါလိမ့်မယ်။ကောင်းခြင်းကံကြမ္မာများရရှိစေဖို့အတွက်ကိုဒီကလတော်တွေမှာအိမ်နီးပါးမှာရွှေရည်ဝေမြလှူဒန်းခြင်းကုသိုလ်ကိုပြုပါထူးခြားတဲ့ကောင်းခြင်းတွေရလာပါမယ်။ယေရှုတည်ပါတယ်